အားလုံးမင်္ဂလာပါဒီဗီဒီယိုထဲမှာတော့အချစ်ရေးမှာရွေးရှိခံရတဲ့သူဖြစ်စေဖို့ဆိုတဲ့ခေါင်းစဉ်လေးနဲ့ဆွေးနွေးပြောပြပေးသွားမှာဖြစ်ပါတယ်ဒါကတော့အချစ်ရေးအဆင်မပြေတဲ့တဲ့သူတွေအလုံးအတွေ့ပဲဖြစ်ပါတယ်တချို့တလေတွေဆိုရင် relationship တစ်ခုထဲမှာအတူတကွာရှိနေတယ်ဒါပေမဲ့လေအဲ့ဒီ relationship ကအဆင်မပြေဘူးအခက်အခဲတွေအများကြီးကြုံတွေ့နေရတယ်ကိုကိုထားတော့မှစိုးလို့ဆိုတဲ့စိုးရိမ်စိမ်နဲ့ ဟိုတဖက်လူရဲ့မတော်မတရားပြုလုပ်တာတွေကို သိခင်ရင်သိခင်ရင်ကိုကတဖြည်းဖြည်းနဲ့ energy တွေနှိမ့်နှိမ့်သွားနေရတယ်ကိုဟာလုံးဝကိုတင်ဖို့မရှိတဲ့လူတယောက်ဖြစ်သွားသလိုခံစားနေရတာတွေရှိမိတချို့တလေတွေဆိုရင် break up ဖြစ်သွားတဲ့သူတွေရှိတယ်အဲအဲ့ဒီတော့ break up ဖြစ်သွားပြီမင်းကိုချစ်သူကိုတင်ရိုးစင်ကမပြတ်နိုင်ဘူးအဲ့ဒီလိုလူတွေလေးရှိတယ်တချို့တလေတွေဆိုရင် အဲဒီအချင်းနဲ့ပဲသဲလို့ဘဝတစ်ယောက်အဆင်ကိုမပြေဘူးပထမချစ်သူတစ်ယောက်ထားလိုက်တယ်ကိုကရွေးရှည်မခင်ရဘူးနောက်တစ်ယောက်ကိုရွေးရှည်သွားတယ်ကိုဟာဘာတစ်ခုမှအမှားတွေမရှိပြီနဲ့အဲ့လိုရွေးရှည်မခင်ရတဲ့လူတစ်ယောက်ဖြစ်နေတယ်ဒီတော့ကိုရဲ့တင်ဖို့ဘေးကိုရောက်သွားတယ်လေပေါ့နော်ဟောကိုဟာလုံးဝကိုတင်ဖို့မရှိတဲ့လူတစ်ယောက်အနေနဲ့ခင်စားနေရတယ်ကိုဟာအချစ်မခင်ရတဲ့လူဖြစ်နေတယ်အဲ့ဒီလိုမျိုး ပထမတယောက်ချစ်သူထားလိုက်လေအချစ်မခံရဘူးအဲ့ဒီတော့ဒီတယောက်မကောင်းလို့နောက်တယောက်ကိုပြောင်းလိုက်ပြန်ရင်လေအဆင်ကမပြေဘူးအဲ့ဒီလိုအချစ်ရေးအဆင်မပြေဖြစ်နေပြီးအဲ့ဒီအချစ်ရေးအဆင်မပြေတဲ့တင်တရားလေနေတဲ့လူတွေအတွက်ဒီဗီဒီယိုကို ပြုလုပ်ရတာပဲဖြစ်ပါတယ်အချင်းရင်းမှာအဆင်မပြေတဲ့လူတော်တော်များများဟာကိုကရွေးရှိမခင်ရဘူးဥစားပေးမခင်ရဘူးကိုဖက်ကဘလောက်ပေးကောင်းအောင်နေနေကိုဟာ ဖူးစားပေးမခံရတဲ့သူရွေးရှည်မခံရတဲ့သူအချစ်မခံရတဲ့သူဖြစ်နေတဲ့တည်းအဲ့ဒီတော့ကျွန်ုပ်တို့အနေနဲ့ပြောင်းလဲဖို့လိုအပ်တယ်ဘာကိုပြောင်းလဲဖို့လိုအပ်သလဲဆိုရင်စိတ်တဲလို့ခေါ်တဲ့ mindset ကို ပြောင်းဖို့လိုအပ်တယ်အဲ့ဒီ mindset ကဘလို့ mindset မျိုးဖြစ်ရမလဲဆိုရင်အချစ်နဲ့ပတ်သက်လာရင် ပေါများကြွေဝါတဲ့ mindset ရအောင်ပြောင်းပေးဖို့တော့လိုအပ်ပါတယ်ဒီလို mindset တွေပြောင်းနိုင်ဖို့ ဘုံခဏိပြောင်းလေးတော့မရပါဘူးအချိန်တော့ပေးဖို့လိုအပ်ပါတယ်အချိန်ပေးဖို့လိုရည်တည်ဆိုတာတော့တယောက်နဲ့တယောက်နဲ့တော့မတူဘူးပေါ့နော်တချို့တလေတွေဆိုရင်တလားလောက်နဲ့အလုတ်ဖြစ်သွားတယ်ဆိုပေမဲ့တချို့တလေဆိုရင်၅လ၆လစသည်ဖြင့်နှစ်နှစ်ရှိပြီးရင်ကြာတဲ့လူတွေလေးရှိကောင်းရှိပါလိမ့်မယ်ဒါဆိုတော့အနေနဲ့ရွေးချယ်ခံရတဲ့သူတယောက်ဖြစ်စီဖို့ကိုယ့်ရဲ့စိတ်ထဲကိုယ့်ရဲ့မိုင်းဆက်ကိုပြောင်းတော့မေဆိုရင်ပထမဆုံးအနေနဲ့သိထားမယ့်အချက်လေးတွေကိုနည်းနည်းပြောပြပါမယ်။အဲ့ဒါက ကိုဟာရွေးရှည်မခံရတာပဲဖြစ်ဖြစ်ဖောက်ပြန်ခံရတာပဲဖြစ်ဖြစ်အချစ်မခံရတာပဲဖြစ်ဖြစ်စသဖြင့်ပေါ့နော်ကိုအတွက်အဆင်မပြေဖြစ်ခဲ့ရတဲ့အကြောင်းတွေဟာသူတပားပြုလုံလို့ဖြစ်ခဲ့ရတာမဟုတ်ပါဘူးအဲ့ဓာတွေဟာကိုကိုတိုင်ဖန်တီးခဲ့တော့ဖြစ်တယ်ဆိုတာကိုနားလေဖို့တော့လိုပါတယ်ကိုကိုတိုင်ဖန်တီးခဲ့တယ်ဆိုတာကဒီနေရာမှာကျွန်တော်အနေနဲ့ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့တာတော့မဟုတ်ပါဘူးအဲ့ဒီတော့ ဘာတွေကဖန်တီးခဲ့သလဲဆိုရင် ကိုယ့်ရဲ့အပြုတ်သဘောမဆောင်တဲ့ negative အတွေ့တွေ feeling တွေစိတ်ခံစားချက်တွေယုံကြည်မှုတွေကဒီလိုကိုယ့်အတွေ့အချစ်မခံရတဲ့သူဖြစ်စေဖို့ကိုဟာရွေးရှည်မခံရတဲ့သူဖြစ်စေဖို့ဦးစားပေးမခံရတဲ့သူဖြစ်စေဖို့ဖောက်ပြန်ခံရတဲ့သူဖြစ်စေဖို့ဖန်တီးခဲ့တာတွေပဲဖြစ်တယ် ဒီတော့တကယ်ဖန်တီးသွားတာပြီးကိုယ့်ရဲ့အတွေ့တွေကိုယ့်ရဲ့ယုံကြည်ချက်တွေကိုယ့်ရဲ့စိတ်ခင်စားချက်တွေဖြစ်တယ်။ဒါပေမဲ့မိษွေတော့အနေနဲ့မပူပါနဲ့ဒီနေရာမှာတည်ငောင်းရှိတယ်။ဘာဖြစ်လို့လဲဆိုရင်အဲ့ဒီလိုရွေးရှည်မခံရတဲ့သူဖြစ်အောင် ကိုယ်တိုင်ဖန်တီးခဲ့တယ်ဆိုရင်ရွေးရှည်ခံရတဲ့သူဖြစ်အောင်ကိုယ်တိုင်ဖန်တီးလို့ရပါတယ်။ဖောက်ပြန်ခံခဲ့ရတယ်ဆိုရင် သစ္စာရှိခံရတဲ့သူတယောက်ဖြစ်အောင်မိမိကိုကိုပြန်လေးဖန်တီးတော့ရပါတယ်အချစ်မခံရတဲ့သူဖြစ်တယ်ဆိုရင် အချစ်ခံရတဲ့သူဖြစ်အောင်မိမိကိုကို ကိုယ်တိုင်ဖန်တီးတော့ရပါတယ်အဲ့ဒီတော့ဘလို့ပြန်လေးဖန်တီးမလေးဆိုရင်ကိုယ့်ရဲ့အပြုသဘောဆောင်တဲ့အတွေ့တွေစိတ်ခံစားချက်တွေယုံကြည်ချက်တွေနဲ့ပြန်လည်ဖန်တီးမှာပေါ့ ကိုယ့်ရဲ့စိတ်ထဲကိုယ့်ရဲ့ mindset ကို ပြောင်းပြီးရင်ကိုလိုရှင်တဲ့ဘဝအရှိအနေကိုရအောင်ပြန်လေးဖန်တီးတော့ရပါတယ်။ကိုလိုရှင်တဲ့ဘဝအရှိအနေကိုပြန်လေးဖန်တီးနိုင်ဖို့အတွက်ပထမဆုံးအနေနဲ့ personal development တွေဘာတွေတော့ပြုလုပ်ပေးဖို့တော့လိုအပ်တယ်။ဒီအတိုင်းစိတ်ထဲကြပြီးရင်ဟိုအဲ့ရထိမှအဲ့နေတော့ငိုနေတော့မဖြစ်ဘူး။ကိုဘဝကအခြေအနေနဲ့ပတ်သက်လို့အဆင်မပြေဖြစ်နေတဲ့သူတွေက အချစ်ရေးအဆင်ပြေနေတဲ့လူလိုနေပြရမယ်ဒီလိုနေပြတဲ့အခါကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာအရှိအနေတွေတိုးတက်ပြောင်းလဲလာအောင်ပြုလုပ်ပေးရမှာဖြစ်တယ်ဘလောက်ပဲ personal development ပြုလုပ်တာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ mindset ကို မပြောင်းလဲဘူးဆိုရင်ဒီလိုအချစ်ရေးအဆင်မပြေတဲ့တန်တရာမှာဆက်လက်တည်ရှိနေမှာပဲဒီတော့ personal development ကိုလေပြုလုပ်မယ် mindset လေးပြောင်းမယ် အဲ့ဒီတော့ဒါလေးကိုဥပမာအနေနဲ့ပြောမိဆိုရင်တချို့တလေတွေကဆိုပါစို့အသက်20 21အရွယ်မှာချစ်သူရည်စားထားလိုက်ကြတယ်ထားလိုက်တဲ့အခါဘဝမှာအဲ့ဒီအချစ်ရေးအဆင်မပြေတဲ့အကြောင်းအရာတွေကိုကြုံတွေ့တယ်ကိုချစ်ခင်ရတဲ့ကိုတင်ဖိုးထားတဲ့လူနဲ့ကွေးကွာသွားတယ်ထားခိခင်ရတာတွေဘာတွေညာတွေတော့ဖြစ်ဖြစ်မှာပေါ့နော်အဲ့ဒီတော့အဲ့ဒီအချိန်မှာအပေါင်းအသင်းတွေကိုရဲ့ကိုနဲ့ရင်းနှီးတဲ့လူတွေကဟာ သူ့ထက်သားအောင်ကြိုးစားဘာဖြစ်ဒီညာဖြစ်ဒီအများကြီးအားပေးရတယ်ခွန်အားတွေပေးရတယ်စိတ်အားတွေရရတယ်ဒီလိုနဲ့ကိုယ့်ဘဝတိုးတက်ရတိုးတက်ကြောင်ပါစနယ်ဒီဗလော့မန့်တွေပြုလုပ်တယ်ဒီတော့ဘဝအခြေအနေကတိုးတက်လာတယ်တိုးတက်လာတဲ့အခါအရင်ချစ်ခဲ့တဲ့လူကိုဆက်လက်တော့မလို့ရှင်တော့ဘူး ကိုဘဝအရှိအနေနဲ့ဒန်းတူဖြစ်တဲ့လူကိုလိုချင်လာတယ်။အဲ့တော့ personal development ပြုလုပ်လို့ကိုဘဝအဆင့်အတက်မြင့်လာတဲ့အရှိအနေကအသက်30လောက်ပဲဝန်းကျင်ဆိုပါစို့။ဒါပေမဲ့အဲ့ဒီ mindset မပြောင်းဘူးဆိုရင်အဲကိုကတော့ဗာလေးဆိုရင်ကိုဘဝအရှိအနေနဲ့တင့်တုံမေလူကိုရွေးချယ်လိုက်တာတော့မှန်တယ်။တွားပြီးကိုနဲ့ ိုနဲ့ level ရှိတဲ့ level 2တဲ့လူကိုတော့သွားပြီးရင်ကိုကတွေးတယ်ပေါ့နော်ဒါပေမဲ့ဒီ mindset ကမပြောင်းနေဘူးဒီ mindset ဆိုတာအချစ်မခံရတဲ့ mindset ရွေးရှည်မခံရတဲ့ mindset အဲ့ဒီ mindset မပြောင်းနေရင်ကိုနဲ့လက်ရှိ တွေးနေတဲ့လူကလေကိုကိုထားသွားနိုင်တယ်အဲ့ဒီတော့ personal development ဆိုတာမပြုတ်လုံနေလို့တော့မဆိုးလို့ပါဘူးပြုတ်လို့ပါအဲ့ဒီတော့ personal development ပြုတ်လို့ရင် ထိုက်ဆုံးအရှိအနေကိုရောက်ခရင်တောင်မှမိုင်းဆဲမပြောင်းဘူးဆိုရင်ဒီအချစ်ရေးမှာအဆင်မပြေဘူးဒီတော့ကျွန်ုပ်တို့အနေနဲ့မိုင်းဆဲပြောင်းဖို့လိုတယ်စိတ်တဲပြောင်းဖို့လိုတယ်အဲ့ဒီစိတ်တဲကဘလို့စိတ်တဲလေးဆိုရင်အချစ်ရေးနဲ့ပတ်သက်လာရင်ရှားပါတဲ့စိတ်တဲမဟုတ်ဘဲနဲ့ပေါများကြွေဝါတဲ့စိတ်တဲရအောင်ပြောင်းလေးဖို့တော့လိုအပ်ပါတယ် manifestation နည်းလမ်းတွေကိုလိုက်နာကျင့်သုံးရှင်းအပြင်ကိုယ့်ရဲ့စိတ်တဲ့ကိုယ့်ရဲ့ mindset ကိုအပြောင်းလဲပြုလုပ်နိုင်ပါတယ်ဒီဗီဒီယိုထဲမှာတော့ငါးသုံးလုံး manifestation နည်းလမ်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီတော့ဒီနီးလန်းကို ပြုလုပ်ဖို့ scripting method ကိုအသုံးပြုမှာဖြစ်တယ်။စာရေးရှာတဲ့နည်းစနစ်ကို အသုံးပြုမှာဖြစ်တယ်။ဒါကြောင့်စာအုပ်တအုပ်နဲ့ဘိုးဘယ်တစ်ချောင်းကိုတည်သင်ထားပါ။အဲ့ဒီတော့ ဒီလိုစာရေးချမှာကိုညနေဖက်အိခါနီးအချိန်မှာရေးချပါဒီလိုစာရေးချပြီးတဲ့အချိန်မှာတခြားဘာတစ်ခုကိုမှမပြုလုပ်ပါနဲ့တော့တင်းပြီးရင်အိတ်လိုက်ပါအဲ့တော့စာရေးချမှာကဘာတွေရေးချရမလဲဆိုရင်ဝါကြောင့်ငါးချောင်းကိုရေးချမှာဖြစ်တယ်အဲ့ဒီဝါကြောင့်ငါးချောင်းမှာနံပါတ်1 ငါဟာအချစ်ရဲ့အရင်ကံကောင်းတဲ့သူဖြစ်တာမို့လို့ငါဟာချစ်သူဝိုင်းဝိုင်းနေနေတဲ့သူဖြစ်တယ်။ဒါနံပါတ်1နံပါတ်2မှာတော့မိတ်ဆွေဟာယောက်ျားလေးဖြစ်ခဲ့တယ်ဆိုရင်မိန်းကလေးတွေကငါ့ကို အရင်လို့ရှင်နေပါလေ။တကယ်တော့မိတ်ဆွေဟာမိန်းကလေးဖြစ်ခဲ့တယ်ဆိုရင်ယောက်ျားလေးတွေကငါ့ကို အရင်လို့ရှင်နေပါလေ။အဲ့ဒီလို ရေရှာပေးပါ။ဒါကနံပါတ်2ဖြစ်တယ်။ ဆက်လက်ပြီးနင်ဘဲသုံးကတော့ငါချစ်သူကငါကိုအရှင်းလို့ရှင်နေပါလေအဲ့ဒီလိုရေးပါတကယ်တော့ကိုယ့်ရဲ့ချစ်သူကနာမည်တစ်ခုပေါ့နော်ဥပမာသူ့နာမည်ကမမြဆိုပါစို့အဲ့ဒီတော့မိတ်ဆွေကဘလို့ရေးရမလဲဆိုရင်မမြဟာငါကိုအရှင်းလို့ရှင်နေပါလေအဲ့ဒီလိုရေးပေးပါနေဘဲလေးမှာတော့ခုနကမမြဆိုတဲ့စကားလုံးကိုပဲသုံးလိုက်ကြပါမယ် အဲ့ဒီတော့နင်ဘဲလေးမှာဘလို့ရေးမလဲဆိုရင်မမဟာအာလုံးထေးမှာမှာငါ့ကိုရွေးရှိပါလေ။ဆက်လက်ပြီးရင်နင်ဘဲငါကတော့ငါဟာမမရဲ့ထူရှားတဲ့ရွေးရှိမှုဖြစ်တယ်။အဲ့ဒီလို affirmation ငါကြောင့်ကို စနဲ့ရေးချလိုက်ပါ။အဲ့ဒီလိုရေးချတဲ့အချိန်မှာကိုယ့်ရဲ့ စိတ်ခင်စားချက်ကအရင်အရေးကြီးတယ်။ကိုရေးရှားတဲ့အတိုင်းအမှန်တကယ်ဖြစ်နေတယ်ဆိုပြီးတော့လေးလေးနက်နက်စိတ်ခင်စားပြီးရေးရှားပါ။ဒါကိုငားစင်နဲ့ငားရဲပြုတ်လောက်ရမှာဖြစ်ပါတယ်။ဒါကညာအိတ်ခေါင်နီအိတ်တော်မေအချိန်ဆေးဆေးမှ ပြုတ်လောက်ပါ။ ဲ့တော့ဆက်လက်ပြီးပြောမယ်ဆိုရင်မနေ့အရာထားတဲ့အချိန်မှာတော့ဘာပြုလုပ်မလဲဆိုရင် gratitude ဆိုတဲ့ကျေးဇူးတင်ရှင်လေ့ကျင့်ခန်းကိုပြုလုပ်မှာဖြစ်ပါတယ်။ဘယ်လိုပြုလုပ်ရမလဲဆိုရင်အရာထားတာနဲ့တပြိုင်နက်ကိုကအချစ်ခင်ခြင်းတွေကိုကရွေးရှိခင်ခြင်းတွေအဲ့ဒီလိုဖြစ်နေတယ်ဆိုရင်อืมตุ๊ဖဲကကိုကိုရွေးရှင်နေတဲ့အကြောင်းသူ့ဖဲကကိုကိုဦးစားပေးနေတဲ့အကြောင်းသူကကိုကိုအရင်ရှင်းနေပြီဆိုတဲ့အကြောင်းတွေကိုပြောဆိုပြီးရင်ကျေးဇူးတင်ပါဥပမာဆိုပါစို့ မမကငါ့ကိုရွေးရှင်နေပြီဖြစ်တော့ကျေးဇူးတင်ပါတယ်ငါအရင်ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ် အဲနောက်တစ်ခွန်းပြောမေဆိုရင်မမြန်ဟာငါ့ကိုအရင်လိုရှင်နေပြီဖြစ်တော့ကျေးဇူးတင်ပါတယ်ငါကအရင်ကိုဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်အဲအရင်ကိုစိတ်ကျေနပ်မှုရရှိပါတယ်ငါဟာမမြန်ရဲ့ရှိခင်မှုတွေကိုရရှိနေပါပြီသူကငါနဲ့မတွေ့ရရင်မနေနိုင်ဘူးဒါကြောင့်ငါစိတ်ထင်မှာအရင်ကိုကြည်နေတည်အရင်ကိုဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်အဲ့ဒီလို ပြောဆိုတဲ့စကားလုံးတွေကိုပြောပြီးရင်ကျေးဇူးတင်ပါ ဒီလိုကျေးဇူးတင်ပြီးရင်ကိုယ့်ရဲ့တနစ်တန်အလုပ်ကိုလှုပ်ဆောင်ရမယ့်အလုပ်တွေကိုပြုလုပ်ပါအဲ့ဒီလိုတနစ်တန်အချိန်အတွင်းမှာကိုယ်စိတ်ထိမှဒီအခြေအနေနဲ့ပတ်သက်လို့အပြုတ်သဘောမဆောင်တဲ့အတွေးတွေကိုအတက်နိုင်ဆုံး မဝင်ရောက်နိုင်အောင်ကိုယ့်ရဲ့စိတ်ကလေးကိုတတိနဲ့နေပေးဖို့တော့အရင်အရေးကြီးပါတယ်။ဒါကတော့အခုပြောပြခဲ့တာသည်ငါးသုံးလုံး manifestation နည်းနဲ့ပဲဖြစ်ပါတယ်။ဒီနည်းနဲ့ကိုကောင်းဝင်စွာလိမ့်နာကျင့်သုံးခြင်းအပြင်မိတ်ဆွေတို့လိုရှင်တဲ့ကိုဟာရွေးရှည်ခံရတဲ့သူတယောက်ဖြစ်လာပါလိမ့်မယ်တော့ပြောဆိုရင်ဒီဗီဒီယိုကိုညီကုန်းချုပ်ပါတယ်။ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်။